အချိန်နဲ့ရှိနေတဲ့ဥရောပဂုဏ်သင်းပြင်တိုက်ပွဲမှာဘယ်သူရှေ့ပန်းစုရာသွားမလဲပရိသတ်များလုံးပဲမင်္ဂလာများတနအိုင်ဘတ်ခွန်ရှေကို online အချင်းကနေပြန်လည်ကြိုလိုက်ပါရင်2024 2025ရာသီဥရောပရှေ့ပန်းစုကိုဘယ်ကစားသမားရာသွားမလဲစိတ်ဝင်စားစရာကောင်းပါရင်လက်ရှိမှာဗီလာဂျိုကာရက်ကဥဆောင်နေပေမဲ့လေးစင်းတတ်မှတ်ချက်နေတာကြောင့်အမ်ဘာဘေဆာလာတို့ကအချိန်မီကြော်ဖြတ်သွားလိုက်တာပါအရင်ဆုံးဥရောပရှေ့ပန်းစုအတွက်အရေးပါတဲ့လေးအစင်တတ်မှတ်ချက်အကြောင်းကိုရှင်းပြခြင်းပါရင် ဥရောပရှင်ပနဲဆိုရင်အတွက်ချက်ပုံကတော့ဥရောပထိပ်သီးလီ၅လီးဖြစ်တဲ့ပရီးမီးယားလီစီးရီအေလာလီဂါဘွန်နက်လီဂါနဲ့လီဂူဝန်တို့ကကစားမရတဲ့အတွင်းကိုတော့နှိမ့်နေမြောက်ပါတယ်။ဥရောပထိပ်သီးလီ၅လီးပြင်မှာအဆင့်၆ကနေ၂၀နှစ်အထိအတွင်းကိုတွေကော တင်းသမ9နဲ့မြောက်ပြီးအဆင့်22အောက်ကလေးတွေကတင်းကိုတွေကိုတင်းနဲ့မြောက်တာဖြစ်ပါတယ်။ဒါကြောင့်ဥရောပထိပ်သီးလိ9လိကကစားသမားတွေတော့ရှင်မလန်းစုရဖို့ပုံမလွယ်ကူတာဖြစ်ပြီးထိပ်သီးလိ9လိပြင်ပါကစားသမားတွေကတော့မဖြစ်နိုင်တဲ့ပမာဏအထိသွင်းနိုင်မှသာဒီစုကိုမျှော်မှန်းနိုင်မှာဖြစ်ပါတယ်။လက်ရှိမှာဥရောပရှင်မလန်းစုအတွက်ရမှန်အများဆုံးဆင်းမှာဂျိုကာရက်ကပေါ်တူဂီလိတွင်ကို39ကိုရမှန်58သမား9မှတ်နဲ့ဥဆောင်နေပါတယ်။ဒါပေမဲ့ဂျိုကာရက်မှာကန်စရာလက်ချက်အပွဲမရှိတော့တာကြောင့်ဒီစုကိုရဖို့အာမခံအချက်မရှိပါဘူး။ဘာလို့လဲဆိုတော့နောက်ကစားသမားတွေကအချိန်မီကြော်တက်နိုင်လို့ပဲဖြစ်ပါတယ်။ဒုတိယနေရာမှာအမ်ဘာဘေကလာလီဂါတွင်ကို 29ခုနဲ့ရမန်58မိနစ်နောက်ကနေလိုက်နေပါတယ်။ MVP အနေနဲ့လက်ချန်တပွဲကံမိုးရှိနေတဲ့အကြောင်းဂျိုကာရက်ကိုကြော်ဖြစ်ပြီးဒီစုကိုအရယူသွားနိုင်ပါတယ်။တတိယနေရာကတော့မိုဆာလာကဖြစ်ပြီးပရီးမီးယားလိဂ်တွင်ပေါ်28ကိုရမှတ်56မိနစ်လိုက်နေတာပါဆာလာကနှစ်ပွဲကံမိုးရှိနေသေးတာကြောင့်သူလည်းဥရောပရှင်နဲ့စုကိုအရယူနိုင်စွမ်းရှိနေပါတယ်ဂျိုကာရက်ကတော့တွင်ကိုပပနာပုံများနေသည့်တိုင်အောင်တိတိမ၅မိနစ်ပဲဖျောက်တာမျိုး သူ့အတွက်မျှော်လင့်ချက်နေနေတာဖြစ်ပါတယ်။လမ်းကျန်ပွဲတွေမှာအမ်ဘာဘီနဲ့ဆာလာတို့ကဂိုးတွေထွင်းနိုင်ရင်ဒီဇာမနှစ်ယောက်တည်းကတအုပ်ပဲရာသွားမှာဖြစ်ပါတယ်။ဆာလာကလမ်းကျန်ပွဲမှာ Brighton Crystal Palace နဲ့ကစားရမှာဖြစ်ပြီးအမ်ဘာဘီကတော့ Real Sociedad နဲ့ကစားရမှာဖြစ်ပါတယ်။နှစ်ယောက်စလုံးဂိုးတွေထပ်သွင်းနိုင်ဖို့မျှော်လင့်နိုင်တာဖြစ်ပါတယ်။စုပွဲပွဲသမိုင်းမှာရှမနန်စုကိုပထမဆုံးအကြိမ်စုခုနိုင်ခဲ့တဲ့ကစားသမားက Portuguese ကနေဝင် UCB ရောပါ။ဒီစုကိုဆန်ရင်းနဲ့အများဆုံးစုခုထားနိုင်တဲ့ကစားသမားကတော့ Lionel Messi ဖြစ်ပါတယ်။ Messi က6ကြိမ်ဒီစုခုထားနိုင်ခဲ့ပြီးအားလုံးကို Barcelona မှာကစားရင်းရခဲ့တာပါ။ မက်ဆီကဒီစုကို၃ချိန်ဆက်စုခိုးနိုင်တဲ့ဒူးတဲသောကစားမလေးဖြစ်သလိုတင်းကိုပေါင်း90နဲ့ရယူနိုင်ခဲ့တဲ့ဒူးတဲသောကစားမလေးဖြစ်ပါတယ်ခရစ်စတီယာနိုရယ်ဒိုကတော့ဒုတိယအများဆုံးကစားသမားဖြစ်ပြီး၄ချိန်ထိရခဲ့တာပါရယ်ဒိုအနေနဲ့မတူညီတဲ့လေးနှစ်ခုကနေဒီစုကိုရယူဖို့တဲ့ကစားသမားဖြစ်မှတ်တမ်းဝင်ထားပါတယ်ကလန်တင်းနေနဲ့ရရှိမှုအများဆုံးကတော့ဘာစီလိုနာဖြစ်ပြီး မတူညီတဲ့ကစားမ၃ဦးနဲ့၈ချိန်ကြီးရထားခဲ့တာပါဒုတိယအများဆုံးကတော့ Real Madrid နဲ့ Bayern Munich တို့ဖြစ်ပြီးမတူညီတဲ့ကစားမ၂ဦးနဲ့၄ချိန်ကြီးရထားတာဖြစ်ပါရင်လေးနေနဲ့ကတော့ La Liga ကအများဆုံးဖြစ်ပြီးမတူညီတဲ့ကစားမ9ဦးနဲ့15ချိန်ရထားခဲ့တာပါ Premier League ကတော့ဒုတိယအများဆုံးဖြစ်ပြီးမတူညီတဲ့ကစားမ6ဦးနဲ့9ချိန်ရထားတာဖြစ်ပါရင်ပရိသတ်တွေကရောဒီနေ့ရဲ့ solution ကဘယ်ကစားမဖြစ်မလဲ comment မှာမှတ်ချက်ပေးသွားလို့ရပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုရောပါမယ်နောက်နေ့ပါလဲအားကစားတဲ့ပတ်သက်တဲ့သတင်းစာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောလိုက်ရပါတယ်ခင်ဗျာ